ရေချယ်ဝတ်ဆန်ဟာခင်မောဟောင်းတော်နဲ့ကွာရှင်းပြီးတဲ့နောက်အရက်ဆွဲပြီးဘဝမှာဘာမှအဆင်မပြေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။သူမကအလုတ်လက်မဲ့ဖြစ်နေပေမဲ့အလုတ်ရှိခြင်းဟန်ဆောင်ပြီးနေတိုင်းယထားစီးကလန်ဒန်မြို့ထဲကိုသွားပါတယ်။အဲ့ဒီလိုသွားရင်းနဲ့သူမရဲ့ခင်မောဟောင်းတော်နဲ့သူ့ရဲ့ဇနီးအစ်စ်အန်နာတို့နေတဲ့အိမ်နာကဖြတ်သွားရပါတယ်။ရေချယ်ကယထားဘော်ကနေပဲ အိမ်နီးချင်းလမ်းမှာနေထိုင်တဲ့ Megan Hipwell နဲ့ Scott Hipwell ဆိုတဲ့ဇုံတွဲတတွဲကိုဆွဲလန်းစွာစောင့်ကြည့်လေးရှိပါတယ်။ဒီဇုံတွဲရဲ့ဘဝဟာ သူမရဲ့စိတ်ကူးထဲမှာပြီးပြည့်စုံတဲ့ဘဝတစ်ခုလို့ထင်မှတ်နေပါတယ်။တနေ့မှာတော့ Rachel ဟာယထားဘော်ကနေမြင်လိုက်ရတဲ့ Megan ရဲ့အိမ်မှာ ထိတ်လန့်စရာ ကောင်းတဲ့မြင်ကွင်းတစ်ခုကိုတွေ့လိုက်ရပါတယ်။အဲ့ဒီနောက်မကြာခင်မှာပဲ မီဂန်ဟစ်ပွဲပျောက်ဆုံးသွားကြောင်းသတင်းတွေထွက်ပေါ်လာပါတယ်။ရီချေကသူမြင်ခဲ့တဲ့မြင်ကွင်းနဲ့မီဂန်ရဲ့ပျောက်ဆုံးမှုဟာဆက်ဆက်နေတယ်လို့ယုံကြည်ပြီးစုံစမ်းစာပြုပါတယ်။ဒါပေမဲ့အရက်ဆွဲနေတဲ့ရီချေဟာဖြစ်စဉ်ဖြစ်တဲ့ညကဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုတိတိကျကျမမှတ်မိပါဘူး။ဒါပြင် သူမဟာ မီဂန်ပျောက်ဆုံးတဲ့နေရာနားမှာ ရှိနေခဲ့တယ်ဆိုတာကိုလည်းတွေ့ရှိထားပြီးဒဏ်ရာတွေလည်းရထားပါတယ်။သူမကရဲတွေကိုရောမိကန်ရဲ့ခင်မွန်စကော့ကိုပါတွားရောက်ပြောပြပေမဲ့သူမရဲ့မှတ်ညံမှန်မှန်ကန်မှုနဲ့ယုံကြည်စိတ်ချရမှုနဲပါတာကြောင့်ဘသူကမှအရေးတယူမလုပ်ကြပါဘူး။ဒီလိုနဲ့ Rachel ဟာမိကန်နဲ့ပတ်သက်တဲ့အချက်တွေကို ကိုယ်တိုင်ရှာဖွေရင်းသူ့ခင်မွန်ဟောင်း Tom ရဲ့လျှို့ဝှက်ချက်တွေနဲ့ မိခင်ရဲ့လျှို့ဝှက်အတိတ်တွေဟာတစ်ခုပြီးတစ်ခုပေါ်ထွက်လာပါတော့တယ်။ဇလန်အဆုံးသတ်နေတဲ့အခါမှာတော့စာဖတ်သူတွေနဲ့ရေချယ်တို့ဟာမိခင်ဟစ်ပွဲကိုတတ်ခဲ့တဲ့သူဟာဘသူလဲဆိုတဲ့လျှို့ဝှက်ချက်ကိုပေါ်ထုတ်နိုင်ဖို့ကြိုးစားရမှာဖြစ်ပါတယ်။ဒီဖြစ်စဉ်မှာပါဝင်ပတ်သက်သူတွေရဲ့လှည့်ဖြားမှု တစ္ဆာဖောက်မှု မှုသားစကားတွေနဲ့ပြည့်နေပြီးဘသူကမှအပြည့်အဝယုံကြည်လို့မရတဲ့အခြေအနေကို ဖန်တီးထားပါတယ်။နောက်ဆုံးမှာတော့ Rachel ဟာသူမရဲ့မှတ်ဉံပျောက်ဆုံးမှုနောက်ွယ်ကအမှန်တရားကိုပေါ်ထုတ်နိုင်ခဲ့ပြီးတော့မျော်လင့်မထားတဲ့လူတစ်ယောက်ဟာ လူသက်သမားဖြစ်နေတာကို သိရှိလိုက်ရပါတယ်။ The Girl on the Train ဟာမယုံကြည်ရတဲ့ဇာတ်ကြောင်းပြောသူ Unreliable Narrator တယောက်ရဲ့အမြင်ကနေတင်ပြထားတဲ့ဆွဲမဲ့ဖွယ်ရာတဲထိတ်ရင်ပိုဇက်လန်းတစ်ပုတ်ဖြစ်ပြီးဘဝရဲ့အမှောင်ဖက်ချမ်းတဲ့ လူတဘာဝရဲ့ရှုပ်ထွေးမှုတွေကိုထင်ဟပ်ပြထားတဲ့စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။တကယ်တော့ကျွန်တော်ကဒီ The Girls on the Train ကိုရုပ်ရှင်အနေနဲ့ပထမအဦးဆုံးကြည့်ဘူးတာဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်ကစာဖတ်ရတာကိုပိုပြီးနှစ်သက်တာဖြစ်တဲ့အတွက် The Girls on the Train ဝတ္ထုကိုရှားပွေဖတ်ရှုခဲ့ပါတယ်။မြန်မာဘာသာအနေနဲ့ဆရာချမ်းမြေဝင်းကဘာသာပြန်ထားတဲ့စာအုပ်ရှိပါတယ်။ The Girls on the Train ဟာ ဗြိတိရှ်စာရေးဆရာမပေါ်လာဟော့ပကင်းရေးသားခဲ့တဲ့စိတ်လှုပ်ရှားစရာတဲထိတ်ရင်ဖို့ဝတ္ထုစာအုပ်တစ်အုပ်ဖြစ်ပါတယ်။ဒီစာအုပ်ဟာ2015ခုနှစ် New York Times ရဲ့ Best Seller စာရင်းမှာလာပေါင်းများစွာထိပ်ဆုံးနေရာကိုရယူခဲ့ပြီးကမ္ဘာတဝန်းမှာလည်းအရန်ကိုရောင်းအားကောင်းခဲ့တဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်မိတ်ဆွေများအနေနဲ့ The Girls on the Train ကိုစာအုပ်အနေနဲ့ပဲဖြစ်ဖြစ်ရုပ်ရှင်အနေနဲ့ပဲဖြစ်ဖြစ်ကြီးစံကြည့်ကြဖို့ ညွှန်းဆိုလိုက်ပါရခင်ဗျာနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါရခင်ဗျာဘဝမှာအဆအဆရရအဆင်ပြေကြပါစေခင်ဗျာ